ဒီချက်မနေ့ကဗီဒီယိုတပုတ်မှာပြောသွားခဲ့ရတယ်ဒီချက်တို့ဆက်ထုတ်သမားတွေဒီအထက်ကိုစိတ်ကုံလာရတဲ့အကြောင်းအရင်းပေါ့နော်အဓိကအကြောင်းအရင်းကဘာလဲဆိုရင်ဒီချက်တို့ ਨੇ ထိုက်တန်နဲ့ချုပ်ခမရလို့ပါလို့ဒီချက်ပြောသွားခဲ့တယ်အဲ့ဒီအဲ့ဒီ post မှာဆိုလဲ comment တွေတော်တော်များများဒီချက်တွေ့ရတယ်ဟုတ်တယ်ဘာဖြစ်လို့လဲဒီချက်တို့ချုပ်ခတွေလုံလောက်အောင်မရဘူးပင်မန်းတာနဲ့ထိုက်တန်အောင်မရတဲ့အတွက်ကြောင့်အထက်ကိုစိတ်ကုံလာတာဖြစ်တယ်အဲ့တော့အဲ့ဒီပြဿနာကိုဒီချက်တို့ဘယ်လိုရှင်းမလဲအဲ့ဒီပြဿနာကိုဘယ်လိုရှင်းမလဲဆိုရင်ဒီချက်တို့ဒီချုပ်ခကိုတော့ဘယ်အထက်သမားမှာဟဲ့နေယူတဲ့ချုပ်ခကနဲနေတယ်ရော့ထက်ယူလိုက်လို့ဘယ်သူမှလာမပေးဘူး အကုန်လုံးကနဲလေကြိုက်လေမပေးရလေကောင်းလေပဲလေအဲ့တော့ကိုချုပ်ရတဲ့ပြမဲမှုကိုပဲတည်ရကိုပညာတတ်မှုကိုပဲတည်တာဖြစ်တဲ့အတွက်အဲ့ဒီချုပ်ခါကိုဘသူကပြောင်းလဲသတ်မှတ်မှာလဲဆိုကိုကိုယ်တိုင်ကပြောင်းလဲသတ်မှတ်မှာကိုကပူတောင်းရမှာထိုက်တန်တလို့ရမှာကိုလည်းဒီအလုံးမှာပျော်မှာရေရှည်လဲရက်တည်နိုင်မှာဖြစ်တယ်ဟုတ်လားဒီချက်တော့ဈေးတိုးတောင်းလိုက်တာဈေးကြီးတာဒီအထက်မလာတော့တဲ့အဓိကအကြောင်းရင်းမဟုတ်ဘူးဒီချက်အထက်လက်ခံတော့ဆိုလို့ရှိရင်ဒီချက်နေဘက်မှာချုပ်တာနေတော်မှဒီချက်ယူရမှာချုပ်တာ ။ဒီချေတို့ရွာမှာဆိုလို့ရှိရင်ဆက်ချုပ်ဆိုင်တွေအများကြီးရှိတယ်။အဲ့ဒီထဲမှာဒီချေရဲ့ဆိုင်ရာဈေးကြီးဆုံးပဲ။သူများကလည်းအဲ့ဒီချိန်တော့လွန်ခဲ့တဲ့ဟိုပေါ့6နှစ်9နှစ်လောက်တုန်းကတခြားဆက်ဆိုင်တွေမှာဝမ်းဆက်တစုံကို4000 5000ပဲယူတဲ့အချိန်မှာဒီချေရဲ့ဆိုင်မှာဝမ်းဆက်တစုံတစ်ချဲ8000 8000တထောင်ယူတယ်။သူများဆိုင်တဲ့ကိုတီချဲဆိုင်ရဈေးကိုပုံပေးရတယ်။ဒါပေမဲ့တီချဲဆိုင်မှာအထည်ကလုံးဝပြတ်မသွားဘူး။တလားကြိုပြီးအဲ့ရတယ်။တီချဲဆီမှာဝစ်စုံအဲ့လို့ရှိရင်ပွဲသက်ဝစ်စုံတွေတလားကြိုပြီးအဲ့ရတယ်။ တော့ရှင်တို့ဒီဈေးကြီးတာဒီအထက်မလာမှာမပူနဲ့ဈေးကြီးတာကိုလူတွေကကြောက်တာမဟုတ်ဘူးသူတို့လိုချင်တဲ့ပုံစံမရမှာ ਉਹ ပဲကြောက်တာပထမပိုင်းမှာမှာတော့သူတို့ဈေးနေတာကိုလိုချင်မှာဟာဈေးကတောက်ွားလိုက်တာဈေးကြီးလိုက်တာပြောကောင်းပြောနိုင်တယ်ဒါပေမဲ့အဲ့လူတွေကိုကိုကစိတ်တိုင်းကြအောင်လားချုပ်ပေးနိုင်လို့ရှင်အဲ့လူတွေလုံးဝမငင်းနိုင်ဘူးနောက်တစ်ခေါက်လာအောင်လာတယ်ရှင်တို့အခုမြို့တွေမှာပဲဖြစ်ဖြစ် ရွာမှာပဲဖြစ်ဖြစ်ဈေးကြီးတဲ့ဆိုင်တွေရှိတာပဲဈေးကြီးတဲ့ဒီဇိုင်နာတွေရှိတာပဲဝတ်စုံတစုံ350တရာပေးရတဲ့ဒီဇိုင်နာတွေအများကြီးပဲဒါဆိုတို့နားနေရမှာပေါ့မဟုတ်ဘူးအဓိကတို့ပေးရတဲ့ပတ်စံနဲ့ကိုကတန်အောင်လုပ်ပေးတယ်တို့အတွက်စိတ်ကြင်နမှုရရတယ်ဆိုရင်အဲ့ဒီအထက်တမလာအောင်လာတယ်မယုံရင်စမ်းကြည့်ဒီထက်ပြောချင်တာစัจချုပ်တမတွေအဓိကပြောချင်တာဈေးတက်ဖို့မကြောက်ပါနဲ့ဈေးတက်ဖို့မကြောက်နဲ့ဘာလို့ကြောက်ရမှာလဲတိလားအဲ့အထက်လာပြတဲ့ဒီဇိုင်းကိုကိုလိုက်မချုပ်နိုင်ပါဘူးပဲကြောက် ကိုပတ်တန်လေးသူတို့ပြတဲ့နောက်ကိုကိုပတ်တန်မလိုက်နိုင်မှာကိုရဲ့ချုပ်ပုံမလိုက်နိုင်မှာကိုရဲ့လက်ရမလိုက်နိုင်မှာဘယ်ကြောက်ဈေးတောင်းမှုမကြောက်နဲ့အေးသူတို့လိုချင်တဲ့ပုံစံကိုကိုလှုပ်ပေးနိုင်ပြီးလက်ရလည်းမှန်နေပြီဆိုလို့ရှိရင်အဲ့ဒီလူလာကိုလာရဈေးတိုးတောင်းလိုက်အဲ့ဒီအထယ်သမားဒီဈေးကိုကြောက်တာမဟုတ်ဘူးတိလာသူတို့ပထမပိုင်းတော့ကိုအထေကိုအထေချုပ်တဲ့ချုပ်ကစီတက်ဝိုင်းသူတို့ပြောကောင်းပြောနိုင်နေဈေးတွေတက်တယ်ဘာညာသွားချုပ်လေးတခြားမှာကိုလိုလက်ရမျိုးရရင်သွားချုပ်ခတ်မှာမှာပဲလှုပ်ပေးလိုက် ပြန်ဝလာတယ်အဲ့ဒီသူအဓိကကိုဘက်ကသာပညာဝန်းစာကိုဖြည့်အောင်ဖြည့်ထားကိုဘက်ကသာသူတို့ရဲ့ဒီဇိုင်းကိုလိုက်မီအောင်လုပ်ထားနော်ချေဇေးကအဓိကပြဿနာမဟုတ်ဘူးဇေးကကိုနဲ့တင့်တော်တဲ့ဇေးကတော့တောင်းဝန်တောင်းပါမယ်အဲ့တော့မယုံရင်စမ်းကြည့်ဒီချေပြောတာကိုလည်းမယုံနဲ့လက်တွေ့စမ်းကြည့်အခြေပြောတာဟုတ်မဟုတ်လက်တွေ့ဆန်းကြည့်အတီးကဘာလို့ရမလဲချက်ပြောသွားတည်ရှိမှာကိုယ့်ရဲ့ဝန်းစာကိုတော့ဖြည့်ထားပညာဝန်းစာဖြည့်ထားကိုယ့်ရဲ့ပတ်တန်ကလူတိုင်းနဲ့အဆင်မပြေနေဘူးဆိုလို့ရှိရင်လူတိုင်းနဲ့အဆင်ပြေတဲ့ပတ်တန်ကိုကိုအစ်စ်တင်ယူပါ ိုဘယ်နားမှာလိုအပ်ချက်ရှိနေလဲလက်ရသေးတဲ့ဖို့လိုအပ်နေရင်လက်ရသေးတဲ့ဖို့အတွက်စူးစမ်းပါပတ်တန်အစ်စ်တီလိုအပ်နေလိုအပ်နေလိုအပ်တဲ့ပတ်တန်တွေကိုတင်ပါဒီဇိုင်းအစမ်းတွေကိုမလိုက်နိုင်ဘူးဆိုလိုက်နိုင်အောင်လေ့လာပါပညာဒါနတွေအများကြီးလေ့လာလို့ရတယ်လို့မျိုးတင်တဲ့နေလဲထပ်တက်လို့ရတယ်။ဒီချက်ပြောတဲ့ချက်အကောင့်နဲ့မှဆိုတဲ့ချက်ပညာဒါနတွေအများကြီးတင်မိထားတယ် free ဝင်ပြီးလေ့လာလို့ရတယ်။ကိုအင်တာနက်ရှိတယ်ဆိုရင်လည်းဝင်ကြည့်ရုံနဲ့ရင်ရတယ်။ဟုတ်ပြီလား။အဲ့ရနေလဲပညာတွေအများကြီးရတယ်။တချို့လူတွေဆိုချက်ပညာဒါနဗီဒီယိုပဲချုပ်ရင်းနဲ့ like ပြီးတော့ချုပ်နိုင်နေတဲ့ အဆင်ပြေသွားတဲ့သူတွေအများကြီးရှိတယ်။ဒီလားအဲ့ဒီကနေမှချေတော့က professional ကြကြတည်ကျင်တဲ့အဓိက point တွေကိုတည်ကျင်တဲ့ကိုကပညာဒါနလောက်နဲ့မလုံလောက်ဘူးထပ်ပြီးတော့လေ့လာကျင်နေဆိုလို့ရှိရင်ချက်ချင်းမှာ online class တွေလာပြီးတက်လို့ရတယ်။ဒီချက်အဓိကအဲ့ဒီလိုမျိုးပတ်တန်ပြောင်းချင်တဲ့သူတွေအထက်လက်ခံနေတဲ့သူတွေအတွက်လိုအပ်ချက်တွေကိုသင်ပေးနေတဲ့ online class ဖြစ်တယ်။နော် အားလုံးတက်နိုင်အောင်တက်ချက်ဈေးတက်တက်တတနဲ့ပဲတင်ပေးတယ်။တခုရှိတာအချက် online class တွေကတော့လူဦးရေအကန့်အသတ်နဲ့ပဲလက်ခံထားတာရှိတယ်။တလောက်ကိုချဲလို့လူဦး course တစ်ခုပေါ့နော်။တန်ခွဲတစ်ခုကိုတလောက်လူဦးရေအယောက်90ထိပဲလက်ခံတယ်။ဒီချက်မှာတန်ခွဲစုစုပေါင်း8တန်းရှိတယ်။ကိုနဲ့လိုအပ်တဲ့အတန်းကိုကိုမနိုင်သေးတဲ့အပိုင်းညီကိုတေချာလေ့လာပြီးတော့တက်လို့ရတယ်။ကိုကဘာတွေလိုအပ်နေရလဲ၊ကိုကဘာတွေအခက်ခဲရှိနေတာလဲ။ဒီချက်စီမှာဘာအတန်းတွေတက်ရမှာလဲ။အသေးစိတ်ဒီချက်နဲ့ Viber မှာလာပြီးဆွေးနွေးလို့လည်းရတယ်။ဒီချက်ကလိုအပ်တဲ့အတန်းကိုပြန်ပြီးတော့အကြံပေးရပေါ့နော်။အဲ့တော့ အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ check viber နေလားစုံစမ်းပါဒီချက်က course တည်းရဲ့အကြောင်းကိုတော့တိတိကျကျလေးရှင်းပြထားတဲ့ video ကိုပင်ထောက်ပြီးတော့တင်ပေးထားရယ်ပေါ့နော်တင်တန်းကြီးတွေတော့ထည့်မပြောထားဘူးတင်တန်းကြီးထည့်ပြောလိုက်ရင်ချက်တက်တော့ဘန်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ share လို့တင်တန်းကြီးတွေကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ viber မှာလာပြီးမေးလို့ရပါတယ်ရှင်အဲ့တော့ချက်ဒီကပြောချင်တဲ့ message ဒီကိုဘက်ကတန်ရတန်ကြီးကိုလည်းရအောင်တောင်းပါတန်နဲ့ဈေးကိုဈေးကိုလည်းရရမယ်ပြီးလို့ရှိရင်သူ့ရှိရာယူထားတဲ့ဈေးနဲ့တန်နဲ့လက်ရအောင်လည်းကိုကပြန်ပေးရမယ်သဘောပေါက်လား